ဒေါ်လာပြည်သူအားလုံးပဲမင်္ဂလာပါဗျာအခုကျွန်တော်မိဘပြည်သူတွေကိုချပြပေးခြင်းနဲ့အကြောင်းအရာလေးကကျွန်တော်တို့ကဏီမြို့နယ်နိုင်ပလတ်အဖွဲ့ဝင်စွေတိကံပြည်သူကာကွယ်ရေးတပ်ရင်းမဲ32ကရဲဘော်တယောက်ခြေတော်တစ်ဖက်ပေးဆက်လိုက်ရတယ်ဗောနော်ဒီခြေတော်ဘက်ပေးဆက်လိုက်ရတာကိုနိုင်ပလတ်ရဲဘော်များနဲ့နော်တပ်ရင်းမှုတွေကဒူအောင်မှုတပ်ရင်းမှုတွေကနေပြီးတော့ကြိုးစိုးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုမချပြခင်လေးပါဒီရဲဘော်ရဲ့ရဲဘော်ရဲ့ဘက်စိတ်အပြည့်ရှိတဲ့ ။ဒါကြောင့်ကျွန်တော်ဖက်ဆုံးရှုံးလိုက်ရတာလဲဆိုတာလေးကိုကျွန်တော်တစ်စိတ်လောက်မိဘပြည်သူတွေကိုရှင်းပြခြင်းပါတယ်။ရဲဘော်ပိုင်ကြီးဟာတော်လန်နဲ့သူရဲကောင်းပေါ့နော်သူရဲကောင်းတော်လန်စိတ်ရဲဘော်ရဲဘက်တွေပေါ်မှာထားတဲ့စိတ်ရဲဘော်ရဲဘက်စိတ်မိသားစုညီကိုစိတ်တဲ့ခေါင်းဆောင်တွေပေါ်မှာထားတဲ့ကိုချင်းစာနာစိတ်ရဲဘော်ရဲဘက်တွေပေါ်မှာထားတဲ့ဆိုးရင်တက်တဲ့စိတ်ကာကွယ်ခြင်းနဲ့စိတ်ပြည်သူကိုကာကွယ်ခြင်းနဲ့စိတ်အပြည့်ရှိတဲ့ရဲဘော်တယောက်ဖြစ်ပါတယ်။ဒါတရားရရခဲ့တဲ့ဖြစ်စဉ်ကတော့သူ့ရဲဘော်တွေအပြည့်ခံနေရတာကို စိုးရင်ပြီးတော့ဗောနော်ဒါသူ့ရဲဘော်တွေကရန်သူနဲ့လုံထွေးတပ်ပုတ်နေတဲ့အချိန်မှာစိုးရင်ပြီးတော့နောက်ကျော်ကနေဝင်ပြီးတော့စစ်ကူလုံရင်နဲ့မိုင်းထိမိတာနေမိုင်းနေမိတာဗောနော်အဲနေမိုင်းနေမိတဲ့ခါမှာဒါခြေတော်တစ်ဖက်ဆုံးရှုံးသွားတယ်ဗောဒါသူ့အတက်ကိုနေမိုင်းကကယ်တယ်လို့ပဲကျွန်တော်တို့ကပြောရမှာပဲဘာလို့လဲဆိုတော့သူနေမိုင်းနေမိမနေမိခင်မှာရန်သူနဲ့ရင်မောင်တန်းပြီးအနေထားသူတင်ကိုတင်ချနေတဲ့အချိန်မှာဒါသူတင်မလားကိုတင်မလားရန်သူကကြမလားဆိုတဲ့အချိန်နေမှာဒါနေမိုင်းကသူ့ကိုကယ်သွားတယ်လို့ ကျွန်တော်တို့ပြောရမှာပဲเนาะအသူရဲဘော်တွေကိုစိတ်မချလို့စိုးရင်တည်းစိတ်ကြောက်ရခဲ့တဲ့เนาะကျောက်တစ်ဖက်ပေးဆုံးပေးဆက်လိုက်ရတဲ့သူရဲကောင်းရဲ့အမှတ်သားလို့ဆိုရမှာပဲဗျသူရဲဘော်တွေကိုစိတ်မချလို့နောက်ကျောင်းနေပြီးတော့ဒီအကြက်ဖက်စစ်တပ်စကားစတွေကိုဝင်ပြီးတူတင်ကိုတင်ချတဲ့ခါမှာဒါနေမိုင်းထိတယ်เนาะဒါကျောက်တစ်ဖက်ဆုံးရှုံးခဲ့ရအခုချိန်ထိလဲကျောက်တစ်ဖက်ဆုံးရှုံးသွားတဲ့အခါမှာကျွန်တော်တို့ ါဈေးကန်းကနေပြီးတော့စေကူတာမှုပြီးတော့ပြန်ရောက်လာတဲ့အခါမှာလဲကျွန်တော်တို့ဒါဒီ night black ရဲဘော်တွေကနေပြီးတော့နော်သူတောင်းဝင်ထမ်းဆောင်နိုင်တဲ့နေရာမှာတောင်းဝင်ထမ်းဆောင်ဖို့အတွက်ပြန်လဲကြိုးဆိုတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေကကြောက်တစ်ဖက်ဆုံရှုံသွားလဲတော်လိုင်းရဲထဲမှာရှိနေတယ်လက်တစ်ဖက်ဆုံရှုံသွားလဲသူ့နိုင်ရန်တောင်းဝင်ကိုထမ်းဆောင်နေတယ်လို့ပဲကျွန်တော်တို့ပြည်သူတွေကလည်းနိုင်ရန်တောင်းဝင်လေးတွေကိုဝိုင်းပြီးထမ်းဆောင်စေချင်တယ်ဗျနော်ဒါကြောင့်မို့အခုနိုင်ရန်တောင်းဝင်ထမ်းဆောင်ပြီးတော့အာဏာရှင်စနစ်ကိုဆက်လက်ပြီးတိုက်ထုတ်သွားမယ်လို့ သူကိုယ်နိုင်ကလည်းဒါပြောသလိုကျွန်တော်တို့ဒီနိုင်ပလတ်မှာရှိတဲ့ဒီဟာမှုတွေဒီစစ်ကြောင်းမှုတွေဟာတည်ရင်မှုတွေကလည်းရုံယုံကြည်ယုံကြည်တယ်ပြည့်ဝယုံကြည်တယ်ဆိုတဲ့အကြောင်းကိုလည်းထုတ်ဖော်ပြသထားပါတယ်ဒီလိုတရားရတဲ့ရဲဘော်တွေကိုတခါတည်းလေးပြုရတယ်ဆိုပြီးတော့လည်းဒါတည်ရင်မှုဗိုလ်မင်းကောင်ကနေပြီးတော့ဗောနော်ဒီနိုင်ပလတ်ရဲ့ကလည်းဒါသူတို့ရဲဘော်တွေကလည်းယုံကြည်ကြတယ်အဲဒီရဲဘော်ကတော့ဒါတခိုင်းတိုင်း ရဲဘော်ပင်ခရိုင်ရွှေတိရိကံပြည်သူ့ကာကွယ်ရေးတပ်ရင်းမဲ့32ကရဲဘော်တယောက်ဖြစ်သလိုနိုင်ပလက်အဖွဲ့ဝင်ရဲဘော်တယောက်လည်းဖြစ်ပါတယ်ဒီရဲဘော်ကိုကြိုဆိုတဲ့နိုင်ပလက်အဖွဲ့ဝင်ရဲဘော်တွေကလည်းနော်ဒါအလေးပြုကြတယ်ကြိုဆိုကြတယ်သူရဲကောင်းကြီးတယောက်ပမာထားပြီးတော့စံထားပြီးတော့ဒါကြိုဆိုနေကြတဲ့မိငွင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါကဏီမျိုးနယ်နိုင်ပလက်အဖွဲ့ဝင်ရဲဘော်ပိုင်ကြီး ရှော့တစ်ဖက်ဆုံးရှုံးပြီးတော့နော်ရဲဘော်တွေအတွက်ပြည်သူအတွက်တိုင်းပြည်အတွက်ဆိုရှော့တစ်ဖက်ဆုံးရှုံးပြီးပြန်လာတဲ့ရဲဘော်ကိုနိုင်ပလက်အဖွဲ့သူဖွဲ့သားများနဲ့တည်ရင်မှုပြူအောင်မှုတွေကကြိုဆိုတဲ့ဗီဒီယိုဖိုင်လေးတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်နော်ဒါရှော့တစ်ဖက်ဆုံးရှုံးပြီးတော့နော်ပြီးဆက်ပြီးတော့ပြန်လာတဲ့ရဲဘော်ကိုဒါနိုင်ပလက်အဖွဲ့သူဖွဲ့သားတွေတည်ရင်မှုတွေပြူအောင်မှုတွေကကြိုဆိုတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်သူရဲ့ကောင်းကြီး နော်ဒါကျွန်တော်တို့တက်ကတော့စံပြပုံကိုတူရဲကောင်းကြီးလို့ပြောလို့ရပါတယ်နော်ရဲဘော်တွေအတွက်စိတ်မချလို့ရန်သူနဲ့လုံထွေးတက်ပုံရင်နေမိုင်းနေမိရင်လည်းရှော့ဖက်ဆုံးရှုံးခဲ့တဲ့ရဲဘော်တယောက်ပါသူငယ်လေးကြီးပဲเนาะ ျွန်တော်ကဆုံဆုံလိုက်တဲ့ရဲဘော်ပိုင်ကြီးဟာနိုင်ဘလက်ကဏီနုတ်နဲ့နိုင်ဘလက်အဖုတ်ဝင်ရွှေတိကံပြည်သူ့ကာကွယ်ရေးတပ်ရင်မဲ့30နှစ်ကရဲဘော်လို့လည်းပြောလို့ရပါတယ်နော်ဒါတိုင်းပြည်နဲ့လူမျိုးပြည်သူအတွက်ရဲဘော်အတွက်ဆိုပြီးချောဘက်ကို ဆုံဆုံလိုက်ရပြီမဲ့ကြံရှိနေသေးတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေနဲ့သူအာနာရှင်ကိုအဆုံးထိတော်လှန်သွားမယ်လို့သူကိုယ်တိုင်ကလည်းတန်ိတ်တန်ချထားသလိုဒီမှာရှိတဲ့ရဲဘော်ရဲဘက်တွေကလည်းအပြည့်အဝရုံယုံကြည်ကြည်နဲ့ထောက်ခံပြီးတော့ ပြန်လဲကြိုးဆိုတဲ့အရာလေးတစ်ခုဖြစ်ပါတယ်ဆုံးဆုံးလိုက်ရတဲ့ခြေတော်တစ်ဖက်ကနော်သူပေးဆက်လိုက်တဲ့ခြေတော်တစ်ဖက်ကသူ့ရဲ့ဆွေမျိုးသားချင်းအတွက်လည်းမဟုတ်ပါဘူးသူ့ရဲ့မိသားစုအတွက်လည်းမဟုတ်ပါဘူး တနိုင်ငံလုံးကိုယင်ထဲထည့်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့တော်လံပြည်သူပြည်သူလူထုတရက်လုံးကိုယင်ထဲထည့်เนาะတိုင်းပြည်အတွက်ဆိုတဲ့ကောင်းစားရမယ်ဆိုတဲ့ဒီမိုကရေစီရရမယ်ဆိုတဲ့စိတ်ဓာတ်တစ်ခုထဲနဲ့တာသူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကိုပိတ်ဆက်လိုက်တာ ဖြစ်ပါဒါကြောင့်မို့ကျွန်တော်တို့တော်လံပြည်သူတွေကလည်းနိုင်ရတောင်ဝင်လေးနဲ့เนาะပောင်ဝင်ဝင်းရံပြီးတော့တော်လံရေးအမြန်ဆုံးပြီးဖို့အတွက်နိုင်ရတောင်ဝင်တွေထမ်းဖို့ကျွန်တော်အနေနဲ့ဒီနေရာနေထက်လောင် เนาะကျွန်တော်တတိပေးလိုက်ပါတယ်လေးစားစရာရန်ကောင်းပါတယ်ရဲဘော်တွေအတွက်เนาะဒါတိုင်းပြည်အတွက်ပြည်သူအတွက်ဆိုတဲ့အရာတစ်ခုတည်းနဲ့เนาะအတက်ကိုစတဲ့ရဲသူရဲကောင်းတွေဖြစ်ပါနော်ဒါရဲဘော်တွေအားလုံးကနိုင်ပလက်ဖွဲ့ဝင်ရဲဘော်တွေအားလုံးကယုံယုံကြည်ကြည်နဲ့ကြိုးစုံနေကြတဲ့ဒီလိုဖိုင်လေးဖြစ်ပါတယ် ဒါတော့ကျွန်တော်တကိုင်းတိုင်းရေးပါမယ်ခြေဆိုင်နော်ဒါကဏီမြို့နယ်နိုင်ပလက်အဖွဲ့ဝင်ရဲဘော်တွေကနေပြီးတော့ကျောင်းတစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ရဲဘော်ကိုလေးလေးစားစားရုံရုံကြည်ကြည်နဲ့အလေးပြုနေကြတာဖြစ်ပါတယ်ကြိုးစုံနေကြတဲ့ဒီလိုဖိုင်လေးပဲဖြစ်ပါတယ်